စစ်ကောင်မရှင်တပ်ဖွဲ့ဟာသူတို့အတွက်စီးပွားရေးအရာအရေးပါပြီးအားကိုးခဲ့ရတဲ့တနင်္လာရီတိုင်းကထိုင်းမြန်မာနယ်စပ်ကုတ်သွယ်ရေးစခန်းကြီးနှစ်ခုစလုံးကိုစုံရှုံလာရပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ကာလကထီကင်းနေဆက်စခန်းလဲလို့ရပြီးတဲ့နောက်မှာအခုတခါမှာတော့တနင်္သာရီတိုင်းမောတောင်မြို့နေဆက်စခန်းကိုပါ KNU KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့မနေ့အစောမှာအပိသက်သိမ်းပိုက်လိုက်နိုင်ပြီလို့ကြေညာလိုက်ပါတယ် ဒီအောင်မြင်မှုကြောင့် KNU တက်မဟာလီရဲ့နေမြေပိုင်ဆိုင်မှုနဲ့ထိချုံနိုင်မှုဟာပုံမခိုင်မာလာပြီလို့လေးလာသူတွေကသုံးသပ်နေကြပါတယ်မောတော်မျိုးနေဆက်ဟာထိုင်းဘက်ကစင်ခုံးမျိုးနဲ့ဆက်တွယ်ထားပြီးဘိတ်ခရိုင်နဲ့ကုတ်တွယ်ရင်းလမ်းကြောင်းဖြစ်တာကြောင့်စီးပွားရေးအရာအတော့ကိုအရေးကြီးပါတယ် KNU ဘိတ်ထဝဲခရိုင်အသွင်ရမှုပဒူစောအင်နာရဲ့ပြောကြားချက်အရစစ်ကောင်မရှင်တပ်ဖွဲ့တွေနနစ်နီပါထိုးစစ်ဆင်ခဲ့ပေမဲ့အောင်မြင်မှုမရပဲစခန်းကိုလက်လွတ်ခဲ့ရတာပါ။ စကန်းကိုစတင်တိုက်ခိုက်ပြီး၄ရက်အကြာမှာစစ်ကော်မရှင်တပ်သားတွေဟာလက်နက်တွေနဲ့ထိုင်းဘက်ကိုထွက်ပြေးအနန္နာဖျက်ဆီးပစ်တာတွေလုပ်ပြီးစကန်းကိုစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါဟာဆိုရင်1992ခုနှစ်ကစစ်အာဏာရှင်သိမ်းယူခဲ့ရကနေ35နှစ်အကြာမှာ KNU ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာမောတောင်အနီးကတိတ်ခွန်းရွာဘက်မှာပဲစီးရင်အားစုထားပြီးနေ့တိုင်းလူလူတိုက်ပွဲတွေဖြစ်နေတယ်လို့မြင်ပြင်တည်ရင်မြစ်တွေကပြောပါတယ်စစ်ကော်မရှင်တပ်အတွက်အဓိကဝင်ဝင်ရလမ်းဖြစ်တဲ့နယ်ဆက်ကုတ်တွဲရေးစခန်းကြီးတွေဆိုရှိုလိုက်ရတာဟာစီးရီစီးပွားရေးအရာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိ ंछ ုံနိုင်မှုကပုံမူခိုင်မာလာပြီးဖြစ်တယ်လို့ဆိုကြပါတယ်